အဲအဲ့ဒီဟာဟိုအဲ့ဒီတနေကုန်တော့မအားတော့မကြည့်မိဘူးပေါ့နော်ညာဘက်အိယာဝင်ငန်းကြီးမှာအဲ့ဒီဟာကိုတွေ့တယ်တွေ့တဲ့အခါမှာနောက်ပြီးတော့မခံစားနိုင်ဘူးပေါ့ကွဒါနဲ့ပတ်သက်လို့မခံစားနိုင်နောက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာမယန်းကုန်းမယန်းကုန်းလို့ဆိုတဲ့ခါကျမယန်းကုန်းမှာအန်ဒီယာနေတာဖြစ်တဲ့အတွက်ကြောင့်အန်ဒီနယ်မြေမှာဒါမျိုးဖြစ်တယ်ဆိုတော့စိတ်မကောင်းပေါ့နော်အဲ့တော့အန်ဒီယာအာဘယ်လိုပြောမလဲထဲထဲဝင်ဝင်လှုပ်ပေးတယ် လုပ်ပေးတယ်အဲ့ဒီစုံစမ်းတယ်စုံစမ်းပြီးဒီရာကိုတိအောင်လို့အဲ့ဒီရာအောင်ဖော်ထုတ်ပေးတယ်ဟိုသူတို့တွေနောက်ကိုမလုံရဲအောင်ပေါ့နော်ဟိုဆုံးမအကုန်လုံးလူကြီးတွေလည်းဝိုင်းဆုံးမကြပါနဲ့အဲ့ဒီတော့ကဒါဒီသင်ကန်းစာအနေနဲ့ဒီလိုပေးထားတာတော့မှနောင်မကျင်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီတော့ကဒီတဲ့ပို့ပြီးတဆင့်တက်ပြီးအေးအေးယူမှာပဲလေအေးအေးယူဆောင်ရွက်သွားမယ်အာသူတို့ထိုက်တဲ့အပြစ်ဒဏ်ကိုပေးဖို့အတွက်ကိုအဲ့ဒီတော့နိုင်ငံတော်တောင်းဆိုသွားမှာပဲ ဘလို့ဖြစ်လဲဆိုတာဒါကဟိုလူမဆန်တဲ့ကိစ္စယူဘလို့မှမဖြစ်တင်ဘူးပေါ့နော်အန်တီလဲသတင်းကြကြချင်းလာလာပဲလာတဲ့ခါမှာပေါ့ဒီ location အတိအကျမတိတာရယ်နောက်ဒီနယ်မြေမကျွမ်းတာရယ် ဆိုတော့မထီရဘူးပေါ့နော်အဲ့ဒါနဲ့ညီမကသူ့နေရာဖြစ်တဲ့အတွက်ကို तू အဲ့ညာရင်းချင်းပဲ तू အားချင်းပေါ့နော် နောက်တဲ့နေ့ပေါ့နော်ညီမနောက်တဲ့နောက်တဲ့မနေ့မှာပဲ तू အားချင်းဆောင်ရွက်တယ်အဓိကတော့ဘသူဆောင်ရွက်ဆောင်ရွက်အဓိကတူတို့ကိုအပြစ်ပေးဖို့ပဲနောက်နောက်လဲမလောက်အောင်ပေါ့နော်နောက်နောက်လောက်တယ်ဆိုလဲဘသူမှတီးမခံဘူးဆိုတဲ့ message ကိုပေးခြင်းလားဘသူပဲလောက်လောက်ဒီကလေးတွေကိုနော်လောက်ခက်နေရှိလဲအဒီတို့ ကြောက်ကြပါဒီလိုထိထိရရလောက်မှာပါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အမှန်တိုင်းပြညီမတို့ဆိုမနေ့ကဆိုတော်တော်အန်ဒီရပြမအန်ဒီရတော်တော်ကြီးပါတယ်နော်ဘူးခံညင်းတာရအောင်ကိုဖော်ထုတ်တဲ့အတွက်ကိုအဒီရောကတော့တော်တော်လေးကိုအားရတယ်ပေါ့နော်ဟုတ်အဲ့တော့ညီမပြောလို့ပဲတကယ်လို့ကြိုက်တယ်ဆိုရင်အဒီရောခေရတယ်အကြောင်းကြဒါမဲ့ဟိုတက်တက်မဲ့ပေါ့နော်တချို့ကရှိသေးတယ်အဲခေရတွေကိုကြိုက်တယ်ပြုတယ်နေတော့အဲ့လိုတော့ထိုးမထဲနဲ့သူတို့မှလည်းခံစားချက်ရှိတယ်အဒီရောဒီလည်းပြောမယ်ဆိုဖောင်တာမဟုတ်ဘူး ဟိုအားပါဘူး foundation တည်ထောင်ထားတာမဟုတ်ဘူးကွာမဟုတ်တဲ့အတွက်ကိုဂေဟာဖြစ်တဲ့အတွက်နော်အဒီတော့အလှခံရတယ်ကိုယ့်ရဲ့ခံနိုင်တဲ့ဝန်နဲ့ကြော်ပြီးတော့လည်းကိုမလုပ်နိုင်ဒါပေမဲ့အဒီလိုကြိုက်ခံရရင်ပြောနော်ခွေးယူကောက်လေးလိုက်ထိုးပေးမယ်တာဝန်ယူပေးမယ်ဒါပေမဲ့အเจ้าမဲ့တက်တက်တော့ရိုက်မတက်နဲ့လေကိုကိုယ်တိုင်ကလည်းတလိမ့်ဆန်ပေါ်ကိုနော်ဟိုရံပြူတာဖို့မလုပ်တော့လိုအပ်တာပေါ့နော်အဲ့ဒါလေးအရေးကြီးပါတယ်ဟိုလူတွေကအများကြီးတလိမ့်ဆန်ချစ်သူတွေပေါ့နော်အာသမီးလေးတွေပုံကျွေးလိုက်မယ် ပုံကြီးလိုက်မယ်ကြိုက်ပြီဆိုရင်ငါတောင်းအောင်မဟုတ်ဘူးငါမသိဘူးဆိုတဲ့ဟာတွေကျမခွေးမဟုတ်ဘူးဆိုတာငါကြွေးရုံပဲကြွေးတယ်ဆိုတဲ့ဒါအဒီအဖြစ်ရအမှန်အဖြစ်မှန်မဟုတ်ဘူးဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner အနိနမေဒေါ်ဝဝေမိုးဒီအန်ဒီယာဒေါ်ဝဝါမိုးသူကဗာလဲအာကိုင်ကိုင်ဟာအာခေဟာစီထောင်တဲ့လူအန်ဒီယာတော့မာတာအန်အမေရင်ခွင်ဗမာလူဆိုအမေရင်ခွင်ခေဟာကိုတီထောင်တဲ့သူအခုကတော့အဖွဲအဝင်အနေနဲ့တခြားတစ်ဖွဲမှာလဲအန်ဒီယာဟိုပါတော့နော်ဗာလဲစီအနီမန်ပရိုတက်ရှင်အဲ့ဒီ အာဟိုလမ်းဘေးကလေးနဲ့ပတ်သက်တဲ့ကိစ္စအဝဝပေါ့နော်အဲသူများနှိမ့်ဆက်တာတို့တားဆက်ချတာတို့အဲမျိုးထိမ့်ပေးတာတို့အဲ့ဒါတွေကိုတဲမှာအဖွဲ့ဝင်အနေနဲ့ပါဝင်ပြီးတော့အဲ့ဒီဆောင်ရွက်ပေးတယ်ပေါ့နော်ရည်ရချက်ကဘာလဲဆိုလို့ရှင်ဟိုအခုလမ်းဘေးမှာကလေးတွေအများကြီးပဲအဲ့ဒါကဲရတယ်လေကဲရတဲ့ခါကျတော့ဂေဟာမှာလည်းဝင်ပြီးတယ် ဝင်ပြီးတဲ့အတွက်ကြောင့်ဒီလမ်းဘေးကလေးတွေနဲ့ပတ်သက်လို့ဒီတာထိန်နာလေးတွေတာထိန်နာလေးတွေမျိုးထိန်နာလေးတွေအဲအဲ့ဒါမျိုးလေးတွေကိုလုတ်ပြီးတော့သူ့ဘာသူအစိတ်အစိတ်တရားမတရားမတရားချတဲ့အခါကျတော့ဒါမျိုးလေးတွေအစိတ်ချတိုင်းကယ်ရမယ်ဆိုဂီဟာမှာလည်းပြည့်ရှံနေမှာလေအဲ့လိုမျိုးလေဂီဟာကိုလည်းခေါ်ပြီးတော့ဟိုအများကြီးပြည့်သိမ့်နေအောင်ထားမှနဲ့ဆိုင်ရင်လမ်းဘေးမှာတားဆက်ချပြီးတော့သူ့တက်တန်းစီလေးနေသွားဖို့အတွက်ရည်ရွယ်ပြီးတော့အာလုတ်ပေးတာနောက်ပြီးတော့အခုလိုမျိုးပေါ့လိမ့်ဆန်နေနှိမ့်မနှိမ့်ဆက်တယ်ဗားတဲ့ညာလေဆိုပြီးတော့ ွားပြီးတော့ဟိုကုညီဖြည့်ရှင်းပေးတာလေးတွေလုပ်ဖို့အတွက်ရည်ရွယ်ပြီးတော့အဲ့ဒီရဲ့ဒေါ်နေကိုအဖွဲ့ကိုဖွဲ့တာဖြစ်ပါတယ်။အဲခေယားလေးတီထောင်တာတော့အန်တီဝါတော့ပထမကြောင်းခေယားလေးပေါ့နော်။အဲနောက်တော့ဒီလမ်းဘေးကလေးတွေအစိတ်ချကလေးတွေဟိုကဲရင်းနဲ့ကနေပြီးခွေးကြရလေးဖြစ်သွားတာပါ။ခေယားထူထောင်တာကတော့တက်တန်းဆယ်နှစ်ပေါ့နော်။အဓိကတော့အဲလူကြိုက်နော်။အဲပေါ့နှိတ်ဆက်ခံတဲ့ကလေးတွေကိုပေါ့အေးချမ်းစေခြင်းလို့ပါ။အဲဒါကြောင့်မို့ဒီခေယားလေးကိုတီထောင်ဖြစ်တာပါ။ လမ်းဘေးကလေးနဲ့ပတ်သက်လို့ဘာတွေဆောင်ရွက်ပြီးလဲဆိုအခုလန်တလုံးမှာတော့အစိတ်ချမယ်ဆိုလို့ရှိရင်တော့အလီကတော့တားတဲ့အမေတွေဦးစားပေးပြီးတော့ခေါ်ပေးတယ်အာလက်တလောပေါ့နော်လက်တလောဖြည့်ရှင်းခြင်းပေါ့အဲ့ဒါတားတဲ့အမေလေးတွေခေါ်ပေးတယ်နောက်ပြီးတော့ဂီလာနာလေးတွေခေါ်ပေးတယ်နေထိုင်မကောင်းတဲ့ကလေးတွေကိုခေါ်ပေးတယ်ဟိုဘယ်လိုပြောမလဲအာဌာနဆိုင်ရာတို့ဟိုရက်ွက်သေးတို့ ဟိုအခုပါတက်သေးတို့အဲ့လိုမျိုးပေါ့ကြောင်းနေတို့ဘုံကြီးကြောင်းနေတိလရှင်ကြောင်းနေတို့အဲ့လိုမျိုးဖြစ်တဲ့ဟိုအစိတ်ချတော့မယ်ဆိုလက်တလောတသားထိန်နာတွေပါလို့လောလောဆယ်မှာမလုံနိုင်သေးခင်ဆက်ကြလက်တလောမှာတို့အစိတ်ချတော့မယ်ဆိုလို့ရှင်အန်ဒီတို့ကဒါလေးတွေကိုဟိုတွားပြီးတော့ကဲပေးတယ်ပေါ့နော်ဟုတ်အန်ဒီလည်းအဲ့လိုပဲပေါ့နော် အဲအရေးပေါ်ပေါ့နော်တားတဲ့မအေလေးကလူကိုကိုက်လိုက်တယ်ကိုက်လိုက်တဲ့ခါကျတော့ဒီ claim ကိုတတ်တော်မယ်အဲ့လိုမျိုးတွေကြာအဲ့ဒီကဲပေးတယ်ဒါအရေးပေါ်ပေါ့နော်ဒါကတော့ဟိုဟိုဖြည့်ရှင်းနေအမှန်တော့မဟုတ်ဘူးဖြည့်ရှင်းနေတော့မဟုတ်ဘူးပေါ့ဒါပေမဲ့လည်း letter လောတတ်မဲ့တူတူဆိုအဲ့ဒီကဂေဟာကိုခေါ်ပြီးထိမ့်သိမ့်ပေးတယ်အဲခွေးလေးနေဆိုတာသူတဘာဝသူ့နေရာမှာပဲသူပြောတာလေအာမခွေးတကောင်ကဲလိုက်တယ်ဆိုလဲသူ့ရဲ့တောင်းကအဲ့ဒီလိုဆိုကောက်ွယ်သေးထိုးရတယ် နောက်ထပ်မပွားမျိုးထင်ရတယ်နောက်ပါအဓိကသူတို့စိတ်ထံရပါတော့သူတို့စိတ်ထံရမပြောတာဘူးအဒီတို့ဂေဟာရှင်တွေကဘလို့မှလုပ်ပြလို့မရဘူးပေါ့နော်မပြောပိုက်ဘူးပေါ့အဲဒါပေမဲ့လည်းအဲရိုက်တတ်တော့မယ်နောက်ပါပေါ့ဒီဓာခုတ်ခံရတဲ့ကလေးတွေနော်ကတိုက်တဲ့ကလေးဆိုအဲဒီတို့ပထမနံပါတ်1ဦးစားပေးပြီးတော့ကဲတင်ပါတယ်နော်ဟုတ် အဲအဲ့ဒီဟိုအဲ့ဒီတနေကုန်တော့မအားတော့မကြည့်မိဘောနော်ညာဘက်အိယာဝင်ငန်းကြီးမှာအဲ့ဒီဟာကိုတွေ့တယ်တွေ့တဲ့အခါမှာနောက်ပြီးတော့မခံစားနိုင်ဘောကွယ်ဒါနဲ့ပတ်တယ်လို့မခံစားနိုင်နောက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာမယန်းကုန်းမယန်းကုန်းလို့ဆိုတဲ့ခါကျမယန်းကုန်းမှာအန်ဒီကနေတာဖြစ်တဲ့အတွက်ကြောင့်အန်ဒီနေမြေမှာဒါမျိုးဖြစ်တယ်ဆိုတော့စိတ်မကောင်းဘောနော်အဲ့တော့အန်ဒီကအာဘယ်လိုပြောမလဲထဲထဲဝင်ဝင်လှုပ်ပေးတယ် လုပ်ပေးတယ်အလီစုံစမ်းတယ်စုံစမ်းပြီးဒီရာကိုတိအောင်လို့အညရအောင် ဖော်ထုတ်ပေးတယ်ဟိုသူတို့တွေနောက်ကိုမလုတ်ကျဲအောင်ပေါ့နော်ဟိုဆုံးမအကုန်လုံးလူကြီးတွေလည်းဝိုင်းဆုံးမကြပါတယ်ဆုံးမတယ်ဟလာနောက်နောက်ကိုဒါပေမဲ့တရားဆွဲဖို့မဆွဲဖို့ဆိုတာတော့နောက်ဆက်တွဲကိစ္စကတော့လိမ့်ဆန်ချစ်သူတွေရဲ့သဘောပေါ့နော်အနီတို့ကတော့ဂေဟာတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်အဲတပတ်တခါယုံတဲ့ယုံစင်းတွေမလုတ်ပေးနိုင်ဘူးအခုဒီရာတွေဖော်ထုတ်တာတော့မနေ့တော့ဖော်ထုတ်လိုက်ရတယ် အဲဒီຢာတွေကိုဖောက်ဒီတတ်တဲ့လူတွေကိုခေါ်ထုတ်ပေးဖို့အတွက်ကိုမနေအောင်ဖောက်ထုတ်ပေးလိုက်ရတယ်အဲ့တော့ဟို လိုချင်တာကဘာလဲဆိုရင်ဒီလိုမျိုးလမ်းဘေးမှာရှိတဲ့အာကိုယ့်ရဲ့တလိဆံပဲဖြစ်ဖြစ်ကိုပိုင်တဲ့တလိဆံပဲဖြစ်ဖြစ်လမ်းဘေးရတလိဆံပဲဖြစ်ဖြစ်ဒီလိုမျိုးရေးရဲဆက်ဆက်တက်ဖြတ်ချင်းလုံးလို့မရဘူးနောက်မှာအဖွဲ့အစည်းရှိတယ်ဒီအဖွဲ့တွေကအာဒါကူညီပေးတယ်အေးအေးယူပေးတယ်ဆိုတာတွေကိုတနိုင်ငံလုံးမှာရှိတဲ့အာတလိဆံလေးတွေကိုတက်ဖြတ်ချင်းတဲ့လူတွေသိစေချင်းလို့အန်ဒီတို့ကဒါကိုဆောင်ရွက်ချင်းဖြစ်တယ် အဲ့အဲ့ဒီလိုပဲလေအနီတို့ကဒါဒီသင်ကန်းစာအနေနဲ့ဒီလိုပေးထားတာတော့မှနောင်မကျင်ဘူးဆိုလို့ရှင်တော့အနီတို့ကဒီတက်ပို့ပြီးတဆင့်တက်ပြီးအရေးယူမှာပဲလေအရေးယူဆောင်ရွက်သွားမယ်အာသူတို့ထိုက်တင်တဲ့အပြစ်ဒဏ်ကိုပေးဖို့အတွက်ကိုအနီတို့ကနိုင်ငံတော်ကိုတောင်းဆိုသွားမှာပဲဘလို့ဖြစ်လဲဆိုတာဒါကဟိုလူမဆန်တဲ့ကိစ္စယူဘလို့မှမဖြစ်တင်ဘူးပေါ့နော်အန်တီလည်းတရင်ကြကြချင်းလာလာပဲအလာတဲ့ခါမှာပေါ့ဒီ location အတိအကျမတိတာရယ်နောက်ဒီနယ်မြေမကျွမ်းတာရယ် ဆိုတော့မထိရဘူးပေါ့နော်အဲ့ဒါနဲ့ညီမကသူ့နေရာဖြစ်တဲ့အတွက်ကို तू အဲ့ညာရင်းချင်းပဲ तू အားချင်းပေါ့နော်နောက်တဲ့နေ့ပေါ့နော်ညီမနောက်တဲ့နေ့နောက်တဲ့မနေ့မှာပဲ तू အားချင်းဆောင်ရွက်တယ်အဓိကကတော့ဘသူဆောင်ရွက်ဆောင်ရွက်အဓိကတို့တို့ကိုအပြစ်ပေးဖို့ပဲနောက်နောက်လဲမလုပ်အောင်ပေါ့နော်နောက်နောက်လုပ်တယ်ဆိုလဲဘသူမှတီးမခံဘူးဆိုတဲ့ message ကိုပေးခြင်းလားဘသူပဲလုပ်လို့ဒီကလေးတွေကိုနော်လောက်ခက်နေရှိလဲအဒီတို့ ကြောင်းကြပါဒီလိုထိထိရရလုံမှာပါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အမှန်တိုင်းပြညီမတို့ဆိုမနေ့ကဆိုတော်တော်အန်ဒီရပြောမယ်အန်ဒီရတော်တော်ကြီးပါတယ်နော်ဘူးခံညင်းတာရအောင်ကိုဖော်ထုတ်တဲ့အတွက်ကိုအဒီတော့ကတော့တော်တော်လေးကိုအားရတယ်ပေါ့နော်ဟုတ်ဘယ်လိုမျိုးဆောင်ရင်းလို့ရလဲဆိုလို့ရှိရင်ဒါတော့တဦးတယောက်တည်းတော့သွားလို့မရအောင်အဖွဲ့စည်းနဲ့သွားမှရမှာအဖွဲ့စည်းနဲ့သွားမှရမှာဒါတိတ်ဆန်ချစ်သူတွေညီညွတ်မှရမှာ အညညမရမှာအဖွဲ့စည်းနဲ့တွားပြီးတိရစ္ဆာန်ချစ်သူတွေဓာတွေကိုတခြားဖြည့်ရှင်းမှသာလျင်ဒီဟာအကောင့်တွေဖော်လို့ရမှာမဟုတ်ရင်မရဘူးဒီဦးတယောက်တည်းနဲ့ဘလို့မှအဆင်မပြေနိုင်ဘူး အဲအဲ့လိုပါပဲညီမပြောလို့ပဲတူဦးတယောက်တည်းဟိုဟီးရိုးလုပ်လို့မရဘူးလေအားလုံးဝိုင်းတော့ညီမတချို့ကြတော့ကွာအန်တီနဲ့အန်တီဝေဆိုလေဟိုမဟုတ်မခံမန်းသရှိရနေဒါမဲ့နောက်ကမလိုက်တဲ့ခါကျရင်အန်တီတို့မှအရန်ခဲရင်လေဟိုဘောဟိုပြောမယ်ဆိုဒါတည်းကခွေးတော်တတ်တဲ့လူတွေအန်တီတို့သွားပြီးရင်ဆိုင်ရတာလေကိုကိုလည်းရန်ပြို့ဖို့ဝင်မလေးဆိုတာသိတယ်ဒါပေမဲ့တလိမ့်ဆန်အတွက်မို့လို့အန်တီတို့နှစ်ယောက်ကအမြဲတမ်းရှင်းပြောရင်လူမိုက်လုပ်တယ်တော့တလိမ့်ဆန်အတွက်ဆိုရင်တို့တွေကိုယ့်အသက်ကိုဗဒနာမထားဘူးသူတွေကဲတယ်အဲ့တော့လေ ဒီလိုဟိုရိုက်တက်တာတွေပါတယ်အန်တီတို့အကြောင်းကြပါအကုန်လုံးဝိုင်းညီမှာအော်ဒီပြရုံလေးပြပြီးတော့နောက်ကမလိုက်တော့လဲလက်ကားပါပဲเนาะအားလုံးဝိုင်းညီမယ်ဆိုရင်နောက်နောက်ကိုဒီလိုဖြစ်မျိုးတွေဖြစ်ချင်မှလည်းဖြစ်မှာပါဒါမဲ့လက်လှမ်းမမီတဲ့နေရာမှာလည်းသိတယ်ဒါမဲ့အန်တီတို့အကြောင်းကြပြီးရင်တော့မဖြစ်ဖြစ်အောင်ဘယ်လိုနေရာမျိုးဖြစ်ဖြစ်သွားမှာပါဟုတ်တယ်အဲ့ဒါတော့အမှန်ပဲအာဒီမေးခွန်းကမေးလဲမေးတင်တယ်ဟိုလူတွေကအများကြီးတိရစ္ဆာန်ချစ်သူတွေပေါ့เนาะအာသမီးလေးတွေပုံကျွေးလိုက်မယ် ပုံကျွေးလိုက်မယ်၊ကြိုက်ပြီဆိုရင်ငါတောင်းအောင်မဟုတ်ဘူး၊ငါမသိဘူးဆိုတဲ့ဟာတွေ၊ကျမခွေးမဟုတ်ဘူးဆိုတာငါကြွေးုံပဲကြွေးတယ်ဆိုတဲ့ဒါအဒီအဖြစ်ရအမှန်အဖြစ်မှန်မဟုတ်ဘူး။အကြိမ်ဖြစ်လာပြီးဆိုရင်ဒါတောင်းဝင်ဖြစ်ရှင်းပေးရမှာ။အကြိုက်ခံရတဲ့လူမှလည်းသူ့မှလည်းကြိုက်ထိုင်ရရှိတယ်လေ။မတော်ရင် ခွေးယောဂဖြစ်နိုင်တယ်ဟုတ်တယ်မလားဒါပေမဲ့အများအပြားကတော့ခွေးယောဂမဖြစ်ဖို့ပိုများပါတယ်ဘာလို့ဆိုတော့အကုန်လုံးကတားထိန်တာဟိုဟိုကာခွေးစည်းတွေထိုးကြတာပဲလीနော်ဟိုအန်ဒီတို့လည်းလလန်းမိတဲ့လောက်တော့တားလိုက်ထိန်ပေးတယ်ဒါပေမဲ့အခုချိန်မှာမေဆေးကရှားပါတဲ့အခါကျတော့အဲ့လိုထင်းတဲ့လောက်မလုတ်ပေးနိုင်ဘူးနောက်တစ်ချက်ကဒီခွေးကြက်ခံရရင်ဘာတောင်းဝန်ယူမလဲဆိုရင်အန်ဒီတို့ပြောချင်တာကအာဟိုစေဘောစေဝါကမတတ်နိုင်ဘူးဆိုလို့ရှိရင်အန်ဒီတို့ ဖွဲ့啊ကုန်ကြမှုခံပေးမယ်တန်းနိုင်တဲ့တန်းနိုင်တဲ့လောက်ပေါ့နော်ခံပေးမယ်နောက်တစ်ခုကကြိုက်လိုက်တဲ့ခွေးဟလာကြိုက်လိုက်တဲ့ခွေးကိုအဓိကတော့မတက်ဖို့ပဲမတက်နဲ့အန်ဒီတို့အကြောင်းကြားပေးအန်ဒီလာခေါ်ပေးမယ်အာပတ်စံတက်နိုင်ရင်ထောက်ပံ့ငွေထက်မတက်နိုင်ဘူးဆိုလဲ free ခေါ်ပေးတယ်အဲ့လိုမျိုးအရေးပေါ်ကိစ္စတွေဆိုရင်အန်ဒီတို့ခေါ်ပေးတယ်အဲတက်တက်မဲ့အိမ်မှာခွေးရှုပ်လို့ခွေးတွေများနေလို့ခေါ်ပေးပါမျိုးဆိုရင်အန်ဒီတို့အခကျွေးငွေဟိုထောက်ပံ့ငွေယူတယ်ဘာလို့သူတို့လဲအန်ဒီတို့တိန်းထားလို့မရဘူးလေကျွေးရတာလေ ဲ့တော့ကြောင့်အခါတကွေးဟိုထောက်ပံ့ငွေယူတယ်အဲတကယ်တမ်းအဲ့လိုကြိုက်လိုက်လို့ဘာလို့ညာလို့ဆိုခွေးကိုရိုက်သက်ဆရာမလို့ဘူးကွာဒါအလုံးကို message ပေးချင်တာတတိုင်းမျိုးလုံး message ပေးချင်တာရိုက်သက်ဆရာမလို့ဘူးအမျိုးအဖွဲ့တွေရှိတယ်လမ်းခေါ်ပါလမ်းခေါ်တဲ့အခါမှာအဲ့လိုခေါ်ပေးမယ်လာခေါ်ပေးမယ်နော်ဒါမှမဟုတ်ရင်လာဖို့လာမဖို့နိုင်အဲ့လိုလာခေါ်ပေးမယ်ခွေးကိုရိုက်သက်တာမျိုးတော့မဖြစ်စေချင်ဘူးစစောကပြောတဲ့တာဝန်ယူမှုဘာရှိတယ်လဲဘယ်လိုလုပ်ပေးနိုင်လဲဆိုရင်အဲဆေးဝါးကုန်ကြမှုကိုမတတ်နိုင်မှုဆိုရင်အဲ့လို ကုန်ခံပေးမယ်အဲတချို့ဆေးရုံတွေမှာဆို free ထိုးပေးတာရှိတယ်သွားထိုးကြည့်မရဘူးလားအန်တို့အကြောင်းကြားအန်တို့နိုင်တဲ့ဘက်ကကူညီပေးမယ်ဟာအန်ဒီဝါနေလဲဒီလိုပဲညမမဝေပြောလို့ပါပဲဒါပေမဲ့အဓိကကတော့အကြိုက်ခံရတဲ့သူဒီခွေးကိုရံမပြုတ်ပေါ်လို့တော့ပေါ့တလိဆန်လေးတွေကလေဟိုပြောမစအလက်ကအကြောင်းပဲတက်တက်မကြိုက်ဘူးနောက်တစ်ချက်အဓိကအကြိုက် များသားတဲ့မိတွေပေါ့နော်သူ့ခလေးကိုကာကွယ်တဲ့စိတ်ကိုကိုယ်တည်းကနားလဲပေးရမယ်ဝိုးဝေးရရှောင်သွားလိုက်လေ အဲ့တော့ညီမပြောလို့ပဲတကယ်လို့ကိုက်တဲ့လေဆိုရင်အန်တီတို့ခေဟာလေအကြောင်းကြဒါမဲ့ဟိုတက်တက်မဲ့ပေါ့နော်တချို့ရှိသေးတယ်အဲခေဟာတွေကိုကိုက်တယ်ပြုတယ်နေတော့အဲ့လိုတော့ထိုးမထဲနဲ့သူတို့မှလည်းခံစားချက်ရှိတယ်အန်တီတို့ဒီလည်းပြောမယ်ဆိုဖောင်ဒါမဟုတ်ဘူးဟိုအော်ဟုတ်ပါဟောင်ဒေးရှင်းတည်ထောင်ထားတာမဟုတ်ဘူးကွာမဟုတ်တဲ့အတွက်ဟိုခေဟာဖြစ်တဲ့အတွက်နော်အန်တီတို့ကအလှခံရတယ်ကိုယ့်ရဲ့ခံနိုင်တဲ့ဝန်နဲ့ကြော်ပြီးတော့လည်းကိုမလုပ်နိုင်ဒါပေမဲ့အဲ့ဒီလိုကိုက်ခံရရင်ပြောနော် ခွေယူကောင်းလေးလိုက်ထိုးပေးမယ်တာဝန်ယူပေးမယ်ဒါမဲ့အเจ้าမဲ့တက်တက်တော့ရိုက်မတက်နဲ့လေကိုကိုတိုင်ကလည်းတလိမ့်ဆန်ပေါ်ကိုနော်ဟိုရံပြူတာဖို့မလုပ်တော့တော့လိုအပ်တာပေါ့နော်အဲ့ဒါလေးအရေးကြီးပါလေခွေရတော့ဒီတိုင်းတော့တက်တက်တော့မကြိုက်ဘူးမကြိုက်ဘူးအန်တီလိုမကလေးတွေသွားစားလို့သွားစားလို့ကြိုက်တာရှိတယ်နောက်တစ်ခုသူ့ကိုတက်နေလို့အိတ်နေတဲ့အချိန်မှာတက်နေလိုက်လို့ကြိုက်တာရှိတယ်တားတဲ့မေတွေဆိုတားစိတ်ချောင်ကြိုက်တာရှိတယ်အဲ့ဒါမျိုးလေးတွေကိုရှောင်းနိုင်တော့အကောင်းဆုံးပေါ့နော်ခွေကြိုက်တာကတော့အတန်ကြားတယ်ကလေးတွေလှုပ်တာလူလှုပ်တာတွေကအတန်မထွက်ဘူးအဲ့လိုဖြစ်တာ ဒါတော့နှစ်ဖက်ကိုမြင့်မြတ်တက်တက်အနေတွေးပေးတာပါเนาะဟိုကြိုက်ခံကကြိုက်ခံရတဲ့လူဘက်ကိုလည်းအပြစ်မပြောပါဘူးဒါပေမဲ့ရှောင်ရမယ့်အရာဝတ္ထုလေး노တွဲလောင်းနဲ့နေတွေးတဲ့ကလေးဆိုရင်တတ်တဲ့အမေဆိုရင်တတ်နိုင်ဆုံးဝိုးရရှောင်သွားတတိထားပြီးသွားပါနောက်ကနေအလစ်ဆွဲတတ်တယ်သူကလေးတွေကိုရံပြူမှဆိုလို့အလစ်ဆွဲတတ်တယ်အဲနောက်ပြီးတော့ဟိုတချို့ကလေးတွေကခွေးကိုတအားစားတာစာရင်ခွေးတွေကလိုက်ပြီးဟတ်တာပေါ့ကွာသာအဲ့လိုဟတ်တယ်ဆိုထိမိွားမိဘတွေကမနေတော့ဘူးလေအဲ့လိုမျိုးတွေရှိတယ်အဲ့တော့အန်ဒီတို့ကဟိုဘက်လည်းနားလေတယ်ဒီဘက်လည်းနားလေတယ် အဲအဲ့ဒီဂျားမှာဖြစ်နေတဲ့ပြဿနာဟာဖြစ်လာပြီးဟိဆိုရင်ဖွေရိုက်တတ်ပလိုက်အဲ့လိုရိုက်တတ်တာမျိုးမဖြစ်စေချင်တာ